အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်စပေးဖို့ရွှေထည့်ထားတဲ့ပုံမြင်လေးကတော့စင်ရသားရဲ့ Eat Boy တော့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ Assistant တင်ဆက်သူ Anna ပါ Karim ဆိုတဲ့သူကတော့တော်တော်လေးကိုစင်ရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်သူတို့ကစင်စင်ရရဲ့နေဘောကိုနေထိုင်ဖျက်ကြောနေခဲ့ရတာပါသူရဲ့မိမဇလီနာဖြစ်သူကလည်းအတူတူပါပဲသူတို့စီမှာခလေး၃ယောက်ရှိပါတယ် အရန်ကိုစိန်ရလုံးနဲ့အတော့ကလေးလေးတွေကတော့ကြောင်းတော်မတန်းနိုင်ရှာကြပါဘူးကလေးတွေအကုန်လုံးကအိမ်မှာပဲနေထိုင်ကြပြီးမိခင်ဖြစ်သူနဲ့အတူတူအလုပ်တွေကိုဝိုင်းဝန်းကူညီလောက်ကိုင်းပေးနေခဲ့ကြပါသေး။သူတို့ရဲ့အနီးနားပတ်ဝန်းကျင်မှာရော့ဆာနာဆိုတဲ့အရန်ကိုချမ်းသာတဲ့အမျိုးသမီးတအုပ်နေထိုင်နေပါသေး။သူမကရန်ကိုလည်းဝဲလုံးပြီးမောင်မထောင်လွားရန်လိုတက်တဲ့အမျိုးသမီးတယောက်ဖြစ်ပါသေး။သူကဇရီနာကိုအချောက်အလုပ်အလုပ်တွေအမြဲတမ်းလုပ်ကိုင်းလေးရှိပါသေး။ ကဲတမီးရေအမေတို့ဒီအလုပ်တွေလုပ်နေလုပ်နေနဲ့ပင်ပန်းလိုက်တာမျိုးလုံးတွေလည်းအရင်အောင်ကိုက်နေပြီဟုတ်တယ်မမေရေတမီးဆိုလို့ရှိရင်လေမျိုးလုံးတွေတအားကိုကိုက်နေပြီတိလားอืมဟုတ်တယ်ဟုတ်တယ်အဲ့တောင်မအေးရဘူးညောင်မိုးချောက်တဲ့အချိန်ထိကိုအလုပ်တွေကိုလုပ်နေရတယ်။ပတ်စအနေငယ်အတွက်အမေတို့ဘလောက်တောင်မှအလုပ်လုပ်နေရလဲကြည့်ပါဦး။ဒါပေမဲ့ပတ်စံဆိုတာကလည်းအမေတို့အတွက်အရန်ကိုအေးတကြီးလိုအပ်နေတယ်မဟုတ်လား။ပတ်စံရှိတော့မှအမေတို့စားဝတ်နေရအဆင်ပြေမှာလေတမီးရဲ့ ဒါပေမဲ့သူကတခါတခါအလုပ်တွေအများကြီးပေးလို့နဲ့ဒီလောက်များတဲ့အလုပ်တွေကိုအမေတို့တခါတည်းလုပ်နေရတော့ဘလောက်ကြောင်မှပင်ပန်းလိုက်ကြလေကဲကဲကဲမနေ့ကသူပေးလိုက်တဲ့အလုပ်တွေအားလုံးလုပ်လို့ပြီးသွားပြီလားဆိုတော့ကိုလည်းကြည့်ပါဦးဟုတ်ကဲ့ဟုတ်ကဲ့ပြီးပါပြီအားလုံးဒီပါပြီးတဲ့လောက်တော့ဖြစ်နေပြီတစ်ချက်လောက်ပြန်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုပေးလိုက်လို့ရပါတယ်အေးသမီးရေအမေတို့လည်းမတတ်နိုင်အောင်အလုပ်ကိုစ조사ပြီးတော့လုပ်ရမှာပဲမတတ်နိုင်တဲ့အချိန်တွေဆိုတော့လေဘာလုပ်လို့ရမှာလဲ ဒါနဲ့ဂျန်နေသူတွေရဲ့အထယ်တွေဘာတွေရောရှိသေးလားမရှိတော့ဘူးအမေရပြီးသွားပြီအလုံးရဲ့အလုပ်တွေကတော့ပြီးသွားပါပြီဟုတ်အရှင်ကျမတို့တနာပါအောင်တိုင်မကြခင်မှာအစ်နေရောက်လာတော့မယ်ကျမတို့စီမှာဘာအဝတ်အစားမှလည်းမရှိဘူးခလေးတွေအတွက်လည်းအဝတ်အစားတွေချုပ်ပေးရမယ်နေ့အဖေကိုယ်တိုင်လည်းအခုချိန်မှာအတော်လေးကိုစိုက်ပြတ်နေရှာတယ်အခုတလောအလုပ်သမားတွေကအရန်ကိုများပြီးရောအလုပ်ကနည်းနေလို့တဲ့အဲ့ဒါကြောင့်တထေးဖြစ်သူကလည်းတမီးတို့ရဲ့အဖေကိုအလုပ်ကနေထုတ်ပေးမယ်အကြောင်းခဏခဏပြောနေတယ် မစွိုင်းပါနဲ့အမေရဲ့အရှင်ကလမ်းတစ်ခုမဟုတ်တစ်ခုပြသပေးပါလိမ့်မယ်အရာအလုံးစင်ပြေသွားလိမ့်မယ်မစွိုင်းပါနဲ့နော်တမီးငယ်လေးဆမားကလည်းရော့ခ်ဆာနာရဲ့အဝတ်တွေကိုပေးဖို့အတွက်ထွက်ခွာသွားခဲ့ပါရီခဏနေတော့ဆမားကလည်းလက်ပလာပဲအင်ကိုပြန်လာခဲ့ပါရီကဲတမီးရေဘယ်လိုလဲအမကတမီးကိုပတ်စံပေးလိုက်ရလားမပေးလိုက်ဘူးအမေရဲ့သူကပြောတယ်ဒီနေ့ပတ်စံမရှိလို့နောက်နေ့ကျမှပဲပတ်စံကိုယူလိုက်ပါတဲ့ အမေရဲ့တမီးကတော့ပတ်စံရမလားဆိုပြီးတော့စောင့်မျှော်နေခဲ့တာဘာပတ်စံမှလည်းမရဘူး။နေ့ရက်တုန်းကကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူရဲ့ဖခင်ဖြစ်သူကိုတိုင်းအိမ်ကိုရောက်ရှိလာခဲ့ပြီးစိတ်ပြတ်ဝမ်းနေစွာနဲ့ထိုင်နေခဲ့ပါတော့တယ်။သူ့မိမကလည်းလာမေးလိုက်ကြပေါ့။ဘာဖြစ်တာလဲရှင်ရှင်ုံကြီးကတော့အရင်ကစိတ်ပြတ်ဝမ်းနေတယ်တလို့မျိုးပဲနော်။ဘာဖြစ်တာလဲရှင်ကျမ်းမကြီးမကောင်းဘူးလား။ကရင်ကလည်းစိတ်ပြတ်ဝမ်းနေသွားခဲ့ပြီးတော့ပြောလိုက်ပါတယ်။ငါကောင်းပါတယ်။ငါကျမ်းမကြီးမကောင်းတာမဟုတ်ဘူးကျမ်းမကြီးကောင်းတယ်။ အခုဖြစ်ဖြစ်နေတဲ့ကိစ္စကတော့ငါအလုပ်ထုတ်ခံလိုက်ရပြီတထေရဒီနေ့ငါ့ကိုအလုပ်ထုတ်လိုက်တယ်နောက်နေ့ဆက်ပြီးအလုပ်လာစင်းစရာမလိုတော့ဘူးတဲ့အလုပ်ပြန်ရှိလာတဲ့အခါကျရင်တော့သူငါ့ကိုဆက်သွယ်လိုက်မယ်ဆိုပြီးတော့ပြောတယ်ဒုက္ခပါပဲရှင်အခုကျမတို့ဘယ်လိုလုပ်ကြမလဲအိမ်မှာအခုစားတောက်ဖို့အတွက်တောင်မှဘာမှရှိရမဟုတ်ဘူးအိမ်ကြခင်မှာအစ်နီကရောက်လာတော့မှကျမတို့ဘလိုမျိုးအစ်နီကိုဆင်နွှဲကြမလဲကရင်မလေးအရန်ကိုဝန်ထဲကျွဲသွားခဲ့တဲ့အတွက်ကြောင့်မို့လို့မျက်ရည်တွေစီးကြလာခဲ့ရပါတယ် အေးကွာငါလည်းဘယ်လိုပြောပြရမလဲငါရရဲ့ကံကိုကအရန်ကိုစိုးလို့နေရပါအရှင်ကိုတိုင်းပဲငါတို့ကိုတနာတိုင်းကြောတယ်ကဲကဲကဲတမီးလေးရေသွားသွားအမြန်သွားပြီးဘေးအိမ်ကအမစီကနေမနေ့ကတော့ကချုပ်ထည့်ဘိုးရီအတွက်ပတ်စံကိုသွားကြောင်းလာခဲ့အမြန်သွားဒီနေ့ပတ်စံကျင်းတေပေါပေးလိုက်ပါလို့လည်းပြောလိုက်အောင်ပတ်စံအရန်ကိုလိုအပ်နေတယ်ငါတို့အိမ်မဝယ်စရာချမ်းစရာပစ္စည်းတွေကလည်းအများကြီးပဲရှိသေးတယ် ။စမောကလည်းဘေးအိမ်ကအမျိုးသမီးရဲ့စီကိုတွားပြီးပတ်စံတောင်းခဲ့ပေမဲ့ခဏအကြာမှာတော့သူမလက်ပလာနဲ့ပဲအိမ်ကိုပြန်ရောက်လာခဲ့ပါရဲ့။အမေရေ၊ तू ကပြောတယ်အဝတ်စားတွေကိုမပေးရသေးဘဲနဲ့ဘာပတ်စံလာတောင်းနေရလဲတဲ့အဲ့လိုမျိုးပြောလိုက်တယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာ तू မအတော်လေးကိုအံ့အားတင်သွားခဲ့ပါရဲ့။ဘာပြောလို့ပြောမှန်းတော့မသိဖြစ်သွားခဲ့ရပါရဲ့။ဒါကြောင့်သူကလည်းအိမ်ကြီးချင်းအမျိုးသမီးစီကိုတွားပြီးနောက်မှာတော့တောင်းတောင်းမမှန်နဲ့ပဲပြောလိုက်ပါရယ်။အမရဲ့ဘာလို့အခုလိုမျိုးလုပ်နေရတာလဲရှင်။ကျမတို့ကလည်းတနာပါအောင် ျမတို့ခြေနေကိုလည်းကြည့်ပါဦးကျမရဲ့ကလေးတွေနင်းနေညညာကြိုးစားပန်းစားနဲ့အလုပ်လုပ်ထားခဲ့ကြတာသူတို့ဘလောက်ကြာမှပြန်မှန်းခဲ့ကြလဲဆိုတာကိုရောသိရလားအခုလိုမျိုးတော့ကျမတို့ကမလုပ်ပါနဲ့နော်ကျမတို့ပစံကျမတို့ကိုပေးလိုက်ပါရုခ်ဆာနာကလည်းပြန်ပြောလိုက်ပါတယ်ဟဲ့နင်တို့ဘလို့စကားတွေငေါ့လားပြောနေရလဲငါးနှစ်ကိုလိန်ပြောနေရလားငါးနှစ်အမှန်အတိုင်းပဲပြောနေရလीနေရငါ့ကိုလူလိန်မဆိုပြီးတော့အားလုံးသိအောင်လို့ပြောချင်နေရလားငါးနှစ်အပ်ထားတဲ့အဝတ်အစားတွေကအများကြီးပဲရှိတယ်အဲ့ဒီအဝတ်အစားတွေအရင်ဆုံးနေငါ့ကိုပြန်လာအပ်လीအ နေအဝတ်စားတွေလောက်အပ်တဲ့အခါကျရင်တော့ငါနေကိုပတ်စံပေးမှာပေါ့ဟဲ့နှစ်ယောက်သားအချင်းချင်းစကားများခဲ့ကြပြီးရော့ခ်ဆာနာကတော့လုံးဝလက်မခံခဲ့ပါဘူးဒီလိုနဲ့ပဲစင်ရဲတော်တွေစူးစမ်းပန်းစားနဲ့ရှာထားတဲ့ပတ်စံတွေကိုတော့ချမ်းသာတဲ့တထေးမကြီးကရှုံမရက်ဆက်စွာနဲ့ပဲမပေးခဲ့ပါဘူးစရီနာကလည်းစိတ်ပြတ်ဝမ်းနဲ့စွာနဲ့အင်ကိုပြန်လာခဲ့လိုက်ပါတယ်အင်ကိုရောက်လာခဲ့တဲ့အခါမှာတော့သူရဲ့သမီးနှစ်ယောက်နဲ့အငယ်ဆုံးသားလေးနဲ့အတူတူသူလည်းငိုနေခဲ့ပါတယ် ရင်ကလည်းအပြင်ကနေအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့အခါမှာတော့အိမ်မှာအားလုံးကိုကြိုးနေရကိုတွေ့ခဲ့ရတဲ့အခါမှာတော့မေးလိုက်ပါတယ်။ဘာဖြစ်တာလဲ?ဘာဖြစ်ကြတာလဲ?အားလုံးကိုနေကြရဲဟုတ်လား?စရီနာကလည်းကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြခဲ့ပါတယ်။အင်းတို့ကချမ်းသာတယ်သူတွေဆိုတော့ငါတို့သွားပြောလို့ရှိရင်လည်းဘယ်သူမှငါတို့ကိုအယုံကြည်ပေးကြမှာမဟုတ်ဘူး။ဒီတော့ဘာမှလည်းထူးခြားမနေတော့ပါဘူး။ထားလိုက်ပါတော့။ရက်ကထင်မှာရှိတယ်သူတွေအကုန်လုံးကလည်းအစ်ပွဲတော်ကိုဆင်ွယ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေခဲ့ကြပါတယ်။ ဒီအချိန်မှာပဲကရင်ကတော့သူ့ရဲ့မိန်းမကိုအတန်းပေးပြီးခေါ်လိုက်ပါရဲ့ကဲကဲကဲဇရီနာရေဒီယိုလာဒီယိုလာအမြန်လာခဲ့ပါအောင်နင်ဒီယိုအမြန်ဆုံးလာခဲ့ဟိုမှာရုခ်ဆာနာတို့အိမ်ကနေပြီးတော့ဘာလဲအငွေတွေလားဘာဖြစ်ကြလဲမသိဘူးအေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သူအခုနောက်ကဈေးသွောင်းနေအောင်ကိုတော့ကျွန်မတွေးလိုက်တယ်ဒါဆိုလို့ရှင်တော့သူ့ရဲ့ကလေးတွေရောသူနဲ့အတူတူဘာသွားခဲ့ရလားမပေါအောင်နဲ့တူတယ်သူတယောက်တည်းပဲဈေးကိုသွားတာကျမတွေးလိုက်တာပါဒါဆိုရင်တော့ငါတို့အမြန်ဆုံးသွားကြည့်မှဖြစ်တော့မယ်ကြောက်ခပါပဲ ကလေးတွေကအိမ်မှာပဲရှိနေကြအောင်မဒီလိုနဲ့မိသားစုတွေအကုန်လုံးကလည်းစရီနာရဲ့အိမ်ကိုတွေ့ကြည့်ခဲ့ကြပါတယ်ဒီအချိန်မှာအိမ်တစ်ခုလုံးမိလောက်နေအောင်ကိုတွေ့ခဲ့ရပါတယ်အရှင်ဒုက္ခပါပဲဒါဝါယာရှော့ဖြစ်တာပဲဖြစ်ရမယ်တိမ်လုံးကလည်းမိလောင်နေပြီကလေးတွေကလည်းအိမ်ထဲမှာပိတ်မိနေကြတယ်ရုခ်ဆာနာကတော့ကလေးတယောက်လုံးကိုအိမ်ထဲမှာထားပြီးအပြင်ကနေတောက်ခတ်ပြီးဈေးကိုထွက်သွားခဲ့ရပါကရီမ်ကလည်းချက်ချင်းပဲခဲလုံးတလုံးကောက်ကင်ပြရနဲ့တကားတော့ကိုဖြက်စီးပြပြီးအိမ်ထဲကိုဝင်သွားခဲ့လိုက်ပါတယ် ဒုက္ခပဲဒုက္ခပဲလိုက်ကစားမှတော့မီးတွေဆွဲနေပြီအကြီးအကျယ်မီးလောင်နေရပဲအန်တီအများလိုက်တာကွာကလေးတွေကအခန်းထဲမှာပဲရှိရမယ်မီးကလည်းအတော်လေးကိုလောင်နေတာနေရာတကာမှာမီးတွေကြီးပဲငါအထဲကိုဘလို့ဝင်သွားအောင်မလဲကလေးတွေကိုဘလို့ကဲတင်ပေးရမလဲဒီအချိန်မှာတမီးလေးနှစ်ယောက်လုံးကလည်းအတန်အကျယ်ကြီးနဲ့អော်ခဲ့ကြပါရဲ့အဖေအဖေဒါဆိုရင်တော့မိန်ချလိုက်ပါမိန်အမြန်ဆုံးချလိုက်မဟုတ်ရင်တော့တက်လိုက်နိုင်မှာမဟုတ်ဘူးလားတမီးတို့ချက်ချင်းပဲကလေးတွေကိုတော့ပြီးတော့ကဲတင်ပေးခင်မယ်နော် ဒီအချိန်မှာကလင်းကလည်းမိန်သွားချလိုက်ပါရယ်။သမီးနှစ်ယောက်လုံးကလည်းအခန်းထဲဝင်သွားခဲ့ပြီးနောက်မှာတော့ကလေးနှစ်ယောက်လုံးကိုအမြန်ဆုံးသွားပြီးကယ်တင်ပေးခဲ့ပါရယ်။သူတို့အားလုံးကိုခေါ်ပြီးနောက်မှာတော့အပြင်ကိုထွက်လာပြီးအတန်အကျဲကြီးနဲ့អော်လိုက်ပါရယ်။ရက်ွက်ထဲကသူတွေကလည်းသူတွေရဲ့အော်တန်တွေကိုကြားလိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲနေရာကိုရောက်ရှိလာခဲ့ကြပါရည်။အဲဒီချင်းတွေအကုန်လုံးကလည်းမိငိမ့်တက်ပေးခဲ့ကြတဲ့နေရာမှာပဝင်ကူညီပေးခဲ့ကြပါရည်။တစ်ဖက်မှာတော့တထေးမကြီးကလည်းဈေးကနေအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူရဲ့အိမ်ရှိမှာလူအုပ်ကြီးကိုတွေ့လာရတာနဲ့သူလည်းတတော်လေးကိုလန့်ဖြန်သွားခဲ့ပါတယ်။ဟိုအရှင်ဒုက္ခပဲဒါပါဖြစ်တာလေ။ကျမရဲ့အိမ်ရှိမှာလူတွေကလည်းအများကြီးပဲအားလုံးကြဘာတွေလုပ်နေကြတာလဲ။ तू မလည်းတောင်လန်တကြနဲ့အိမ်သေးကိုပြေးဝင်သွားခဲ့တဲ့အခါမှာတော့ तू မရဲ့အိမ်မီးလောင်နေအောင်ကိုတွေ့လာရပါတယ်။ तू မအရန်ကိုထိတ်လန့်သွားခဲ့ပြီးတော့အခန်းထဲပြေးဝင်သွားခဲ့ပြီးမယ်။အခန်းထဲမှာသူရဲ့ကလေးတွေကိုမတွေ့ရပါဘူး။ကလေးတွေကိုရှာလို့မတွေ့ရတဲ့အခါမှာ तू မအတော်လေးကိုစွရင်ပူပန်သွားခဲ့ပြီးငိုနေခဲ့ပါတော့တယ်။ ။အိုရှင်အိုရှင်ဒုက္ခပါပဲရှင်။ကျမရဲ့ကလေးတွေကျမရဲ့ကလေးတွေဘယ်လိုရောက်သွားတာလဲ။မိတဲ့ကိုပါသွားကုန်ကြပြီလား။ကျမရဲ့ကလေးတွေအခုဘယ်မှာလဲ။ဒီအချိန်မှာသူ့ရဲ့အိမ်ကြီးချင်းကရင်ကကလေးနှစ်ယောက်လုံးကိုချီပြီးချက်ချင်းရောက်ရှိလာခဲ့ပါရီ။အမရဲ့မငိုပါနဲ့အမရဲ့မငိုပါနဲ့ဒီမှာအမရဲ့ကလေးနှစ်ယောက်တို့နှစ်ယောက်လုံးအဆင်ပြေကြပါရီ။သူတို့မိလောက်နေတဲ့အချိန်မှာအခန်းထဲပိတ်မိနေရတဲ့ကျွန်တော်တို့သွားပြီးတော့ကဲတင်ပေးခဲ့တာ။သူတို့အခုအဆင်ပြေကြပါပြီ။ဘာမှလည်းမဖြစ်ကြတော့ပါဘူး။ဒီအချိန်မှာအင်းကြီးချင်းတွေအားလုံးကလည်းပြောပြခဲ့ကြပါရီ။ ုတ်တယ်ဟုတ်တယ်ကရင်နဲ့သူရဲ့တမီးလေးတွေကိုတိုင်းပဲဘောင်းမကြောက်လန့်နေခြင်းမရှိပဲမိတဲ့ခုံဆင်းသွားခဲ့ပြီးခမရရဲ့ခလေးတွေကိုကဲတင်ပေးခဲ့တော့သူတို့ကတကယ်အိမ်နီးချင်းကောင်းပီးသားကြတယ်တတ်တည်လည်းရှိကြတယ်ဒီအချိန်မှာတထင်းမကလည်းတတော်လေးနောင်ကြောက်ရရသွားခဲ့ပါတော့တယ်ကျေးဇူးများစီတင်ပါတယ်အကိုရဲ့အကိုကကျွန်မအတွက်တကယ်ကျေးဇူးရှိသွားပြီနော်ကျမတို့အခုလည်းမျိုးအများကြီးလုပ်ပေးခဲ့တဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်ရှင်။ကျမတသက်ဒီကျေးဇူးကိုပဲတော့မှမေ့မှာမဟုတ်တော့ပါဘူး။မဟုတ်တာမဟုတ်တာကျွန်တော်အများကြီးလုပ်ပေးခဲ့ရတော့လည်းမရှိပါဘူး။ ကျွန်တော်ရဲ့တာဝန်ကိုကျွန်တော်လုပ်ပေးခဲ့ရုံပါပဲလူသားတွေကဘယ်တော့မှကိုယ့်ရဲ့တာဝန်တွေကိုမမေ့လျော့တင်ဘူးလေဘလို့မဆိုတရက်ကြာလို့ရှင်တော့ကျွန်တော်တို့အားလုံးသိပြီးအရှင်းစီကိုပြန်သွားကြမှာမဟုတ်ဘူးလားအဲ့ဒီခါကြာလို့ရှင်တော့အရှင်းကိုကျွန်တော်တို့ဘာပြန်ပြောကြမလဲဒီစကားကိုကြားခဲ့ရတဲ့အခါမှာတထင်းမကြီးကလည်းတော်တော်လေးကိုရှက်သွားခဲ့ပါရဲ့သူမဒါကြောင့်ခေါင်းကိုယ်တော်ငှောက်ထားလိုက်ပါရဲ့နောက်နေ့မှာပဲသူကတယောက်ကြားနဲ့အတူတူကရင်တို့အိမ်ကိုလက်ဆောင်ပစ္စည်းများစွာယူပြီးတော့သွားခဲ့ပါရဲ့ သူကမုတ်အချိုတွေနဲ့မုတ်တွေကိုပေးခဲ့ပြီးနောက်မှာတော့ကလေးတွေအားလုံးအတွက်အဝတ်အစားအသေးတွေကိုလည်းဝယ်ပေးခဲ့ပါတယ်။တထင်းမကလည်းစရိနာရဲ့ပတ်စံတွေကိုပေးလိုက်ပါတယ်။ရှင်တို့ကြောင့်လည်းကျမရဲ့ကလေးတွေအကောင်အတိုင်းရှိနေခဲ့ရပါ။အဲဒါကြောင့်ဒီတစ်ခေါက်အစ်နေကိုတော့ကျမတို့အတူတူဆင်နွှဲကြရအောင်နော်။ရှင်တို့အတွက်လိုအပ်တာတွေအားလုံးကိုတော့ကျမတို့ကိုယ်တိုင်ပဲလှူထားပေးပါမယ်။ရှင်ယောက်ျားအလုပ်အတွက်ကိုလည်းကျမယောက်ျားကိုယ်တိုင်စီစဉ်ပေးလိမ့်မယ်စိတ်ပူမနေပါနဲ့။ဒီအချိန်မှာပဲ အထေးကလည်းရီမောနေကြရတွေ့ကြရပါတယ်။သူကိုယ်တိုင်ကသူအလုပ်လုပ်နေတဲ့ကုမ္ပဏီမှာကရင်အတွက်အလုပ်တနေအောင်ကိုစီစဉ်ပေးလိုက်ပါပြီ။ဒီလိုနဲ့ပျော်ရွှင်စရာကောင်းတဲ့နေရာတွေကိုပြန်လည်ရောက်ရှိခဲ့ပြီးပျော်ရွှင်စရာကောင်းတဲ့ East Boy တော့ကိုစနွဲနိုင်သွားခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့စင်ရင်သားတွေရဲ့ပျော်ဝဲရွှင်ပွဲလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ Altaf ဆိုတဲ့သူကတော့ဒေါခိတာတယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့အချိန်အနည်းငယ်အတွင်းတုန်းကသူ အက်ဆီဒန့်တစ်ခုဖြစ်ခဲ့ပြီးလက်တစ်ဖက်ကိုဆုံးရှုံးခဲ့ရပါသည်။လက်တစ်ဖက်ပဲရှိတဲ့အတွက်သူ့ဘာအလုံးမကောင်းကောင်းမလုံးနိုင်တော့တဲ့အခါမှာတော့ရွာမှာရှိတဲ့ရွာတကြီးရဲ့နွားရီကိုကြောင်းပေးတဲ့အလုပ်ကိုလုပ်ပါသည်။ရွာတကြီးကလည်းသူ့ကိုပြောခဲ့ပါသည်။ငါမေကိုအများကြီးမပေးနိုင်ဘူးနော်။တရက်ကို30လောက်ပဲပေးမယ်။ရပါတယ်ရပါတယ်။ကျွန်တော်ကိုပတ်စံအဆင်ပြေတလောက်ပဲပေးလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်အခုချိန်မှာအလုပ်တစ်ခုရှမ်းကိုလိုအပ်နေတဲ့အတွက်အလုပ်တော့ပေးပါဒါပေမဲ့ရွာတကြီးကတော့သူ့ကိုဘယ်တော့မှပတ်စံအပြေမပေးပါဘူး။ အဆန်ကိုအမြဲတမ်းရှော့ပေါ်ပြီးတော့မှပဲပေးလေးရှိပါတယ်။ဒါကြောင့်တစ်ခေါက်မှတော့အလ်တော့ကလည်းတထေးကိုပြောခဲ့ပါတယ်။တထေးရေဒီလိုမလုပ်ပါနဲ့ကျွန်တော်ကိုဒီတစ်ခေါက်တော့ပတ်စံအပြည့်ပေးပါ။တိတ်မကြခင်မှာ8နှစ်ရောက်ရှိလာတော့မှလေအိမ်မှာအသုံးစရတွေအများကြီးကလည်းသုံးစွဲဖို့အတွက်လိုအပ်နေသေးတယ်။အိမ်မှာကလေးတွေကလည်းရှိတယ်သူတို့အတွက်အဝတ်အစားတွေပါတယ်လဲဝယ်ပေးရအောင်မင်း။မင်းရလဲကွာမင်းငားရဲ့နွားတွေတိုးတွေကိုကြောင်းနေရင်မင်းနွားတော့တွေကိုလည်းညှစ်ထုတ်သေးရမဟုတ်ဘူးလား။ မဟုတ်တာမဟုတ်တာကျွန်တော်ဘယ်တော့မှအခုလိုမျိုးမလုပ်ပါဘူးကျွန်တော်ဘာဖြစ်လို့အခုလိုလုပ်ရမလဲကျွန်တော်ဆင်းရဲတယ်ဆိုတာမှန်တယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှအခုလိုမကောင်းတဲ့အလုပ်တွေကိုတော့မလုပ်ဘူးကဲကဲကဲဟုတ်ပြီဟုတ်ပြီရှော့ဒီမှာငါနောက်ထပ်ငွေ90မင်းကိုပို့ပေးလိုက်မယ်ဒီလောက်စာငွေ90အောင်ပို့ပေးထားသေးရနော်အလုပ်ကိုတေချာလို့ဟုတ်ပြီလားဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီကျေးဇူးအများကြီးတင်ပါတယ်ကေဆာဆိုတာကတော့အယ်တာဖီမိမဖြစ်ပါတယ်သူကလည်းပြောလိုက်ပါတယ် ကဲဘလို့ဖြစ်တာလဲရှင်ရှင်တလားလုံးစူးစောက်ပန်းစားနေအလုံးလောက်ကြတော့ပတ်စံကဒီလောက်ပဲရှာတာလားအေးဟုတ်တယ်လေဟုတ်တယ်တလားလုံးအလုံးလောက်ပြီးဒီလောက်ပဲရတာပေါ့ဒါပေမဲ့တိတ်မကြခင်မှာပွဲတော်ရတစ်ခုရောက်ရှိလာတော့မယ်ဆိုတာကိုရှင်လဲတည့်ရသားနေအိမ်မှာအတုံးစဲတွေအများကြီးတုံးစဲဖို့အတွက်ရှိသေးတယ်ငွေထွက်ပေါက်တွေကြီးပဲကျမတို့ဘလို့လောက်ကြမလဲခလေးတွေကိုလည်းကျမတို့အဝတ်စားအသစ်တွေစင်ပေးရအောင်မယ်လေကျမရှင်ကိုဘဏ္ဍာခောက်ပြောနေရအောင်ပါလေအဲ့ဒီနွားကြောင်းနဲ့စိတ်ကြောင်းနဲ့အလုပ်ကိုပဲသွားလုပ်မလို့နဲ့တခြားအလုပ်တစ်ခုခုကိုလည်းသွားလုပ်အောင် အလောက်တက်လေးပါလေးရှာပါလားဒီပုံစံအတိုင်းဆိုရင်တော့ကျမတို့အချိန်နေပိုဆိုးလာနိုင်မယ်နော်ရှေ့ဝင်ကြည့်ရတာဘာအလောက်ကောင်မတတိကျကျမလောက်ချင်ဘူးနဲ့တွေ့ပါရည်မင်းရလဲကွာတကယ်ပါပဲအတိတ်ပဲမရှိလိုက်တာဘာဖြစ်လို့အမြဲတမ်းငါ့ကိုအခုလိုမျိုးပဲပြောဆိုနေရတာလဲငါလည်းတနိုင်တလောက်ကြောလုံနေရပဲလीငါတော့အခုချိန်မှာလက်နှစ်ဖက်အလုံးရှိနေမယ်ဆိုရင်တော့အလောက်တစ်ခုခုငါရှောင်းအောင်လုပ်မှာပဲဘယ်တော့မှအခုလိုမျိုးအလောက်အသေးမွှားလေးတွေကိုလုံနေမှာမဟုတ်ဘူးတောင်းမှပါရဲ့ရှင်ကျမရှေ့ကိုအခုလိုပြောချင်တာတော့လည်းမဟုတ်ပါဘူး ကျွန်မပြောချင်တဲ့အထိပ္ပယ်ကအဲ့လိုတက်ရောက်သွားတယ်ဆိုရင်တော့ကျွန်မအခွင့်လောက်ပါနော်။ဒီအချိန်မှာပဲသူရဲ့တမီလေးကအပြင်ကနေပြီးတော့အိမ်ကိုပြန်ရောက်လာခဲ့ပြီးတော့ပြောခဲ့ပါတယ်။ဖေဖေရေဖ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 ေလာစားရလာလိုက်ရင်ဒီတစ်ခါတော့တမီတို့ကိုမဟုတ်ဖို့ပေးမယ်မဟုတ်လား။တမီတို့လည်းဈေးသွားချင်တယ်ဈေးသွားပြီးအရန်ကိုလှတဲ့ငကလှလှလေးလေးဝေးရမယ်။ဒီစကားကြားခဲ့ရတဲ့အခါမှာအမေရဝင်ပြောခဲ့ပါတယ်။တမီတမီသူများတွေကိုလိုက်ပြီးတော့ကြည့်မနေနဲ့နော်။သူများတွေကပတ်စံတတ်နိုင်ကြတယ် တို့တို့နဲ့အမေတို့နဲ့မတူဘူးကြားလားသမီးတငယ်ချင်းရဲ့မိဘတွေကချမ်းသာကြတယ်မဟုတ်လားတို့ကိုအကောင်းမွန်ဆုံးဆင်ပေးနိုင်တယ်ဆိုတာကတို့တို့မှာပတ်စံရှိတော့လေအနောက်ကနေပြီးနောက်ထပ်ကလေးနှစ်ယောက်ရောက်ရှိလာခဲ့ပြီးတို့အမေကိုဖတ်ထားခဲ့ကြပါရဲ့မေ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 သမီးတို့ကိုလည်းပတ်စံပေးပါအောင်ပတ်စံပေးပါအောင်ဒုက္ခပဲငါဘယ်ရောက်ပတ်စံရှာပြီးငါကလေးတွေရဲ့တောင်းဆိုနေတဲ့ဆန္ဒတွေအားလုံးကိုဖြည့်ဆည်းပေးရမှာလေအရှင်ကျမတို့ကိုတနာပါအောင်ရှင် ကျမတို့တနာပါအောင်ဒီအချိန်မှာပဲ အိမ်ရှိကနေတစုံတစ်ယောက်ကအတန်ပေးလိုက်ပါရယ်။ကဲကဲတောင်းစုတွေအားလုံးပြေပါစေ။အရှင်ကမင်းတို့ရဲ့တောင်းစုတွေအားလုံးကိုဖြည့်ဆည်းပေးလိုက်ပါစေ။အိမ်မကြခင်မှာမင်းတို့ရဲ့နေရက်တွေပြောင်းလဲသွားတော့မှာပါ။အော်ဒုက္ခပါပဲ။ဆရာကြီးလာတာပဲ။ကျမတို့ဘာပေးရမှာလဲ။ငါဘာမှမလိုချင်ပါဘူး။ဒီကနေဖြတ်သွားနေရင်လည်းမင်းတို့ရဲ့တောင်းစုတွေကိုငါကြားသွားခဲ့လို့ပါ။ဒီကနေသွားနေရင်လည်းမင်းတို့ကိုလည်းငါဆွတ်တောင်းပေးပြီးမှသွားရင်ကောင်းမယ်ဆိုပြီးတွေးမိရတယ်ဆွတ်တောင်းပေးနေရ။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးများအကြည့်တင်ပါတယ်။ ။နောက်နေ့မှာတော့ Altaf ကလည်းတထေးကြီးရဲ့လဲရဲဆင်းသွားခဲ့ပြီးနောက်မှာတော့ကျွဲရီနွားရီကိုကြောင်းနေခဲ့ပါတော့တယ်။ဒီအချိန်မှာပဲ main clip ကြောင်းရဲ့ ongoing အတန်းကိုတို့ကြားခဲ့ရပါတယ်။ဒီအတန်းကတော့အိမ်တိမ်တဲကနေပြီးတော့ကြားနေခဲ့ရတဲ့အတန်းဖြစ်ပါတယ်။အတန်းကတော့အရန်ကိုကျေလွန်နေပါတယ်။ဒါကြောင့် Altaf ကလည်းအဲ့ဒီအိမ်နောက်ကိုအမြန်ဆုံးသွားပြီးတော့ဂရင်းပေါက်ကနေချောင်းကြီးလိုက်ပါတယ်။ ဒီအချိန်မှာအမျိုးသမီးကြီးတယောက်နဲ့လူတယောက်ကမိန်းကလေးငယ်လေးတယောက်ကိုလပင်းညှက်တော့ဖို့အတွက်စူးစားကြံစည်နေခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ခဏနေအောင်ခမရတို့ဘာလုပ်နေကြတာလဲသူ့ကိုလှုပ်ပေးလိုက်။ဘာဖြစ်လို့အခုလိုမျိုးလုံနေကြတာလဲ။ကျွန်တော်အခုချက်ချင်းလူခေါ်လိုက်မယ်ခမရတို့အဲ့လိုမလုပ်ကြပါနဲ့။လုပ်ကြနဲ့လေ။ကဲကဲကြပါအောင်ဗျာကဲကြပါအောင်။ဒီမှာဒီမှာမိန်းကလေးတယောက်ကိုတောက်ဖို့အတွက်ကြံစည်နေကြတယ်။ကျွန်မကိုကဲပါအောင်အကိုရဲ့ကျွန်မကိုကဲပါအောင်ရှင်။ဒါကကျွန်မရဲ့အမေနဲ့အကိုပါကျွန်မကိုတောက်ဖို့အတွက်စူးစမ်းနေကြတယ်။ အလ်တာဖီအော်တန်ကိုကြားခဲ့ရတဲ့အခါမှာအနီးနားမှာရှိတဲ့လူတွေအားလုံးရောက်ရှိလာခဲ့ကြပါရယ်။ကဲပေါင်းကိုရဲ့ကဲပေါင်းကဲပေါင်းကျွန်တော်ကဲပေါင်းခုမှကျွန်တော်ကိုညီပေးပြီးတော့ဒီ main clip ကိုတော့ကဲတင်ပေးလိုက်ပါ။တကယ်လို့မကဲတင်ပေးဘူးဆိုရင်တော့သူတေသွားလိမ့်မယ်။ဒီလိုနဲ့ main clip ကိုကဲတင်ပေးပြီးနောက်မှာတော့ကြာစင်နေတဲ့သူတွေကိုတော့ရဲလက်ထဲအပ်ခဲ့ကြပါရယ်။မင်းကလေးကလည်းသူ့ကိုအကူအညီပေးခဲ့တဲ့အလ်တော့ဖ်ကိုကျေးဇူးတင်နေခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။အကူတော်အချိန်မီရောက်မလာခဲ့ဘူးဆိုရင်တော့ကျမရဲ့မိတွေအမေနဲ့အကူကကျမကိုတပ်ပြစ်လိုက်တော့မှာ။ ဟုတ်တယ်ညီမလေးရဲ့နင်းရဲ့အော်တန်ကိုကြားလိုက်တော့ငါလည်းဒီကိုရှောက်လာခဲ့ရာငါကတော့ဒီအနီးနားမှာပဲနွားရီကျွဲရီကြောင်းနေခဲ့ရလीကျမရဲ့အကိုကအရက်သမားတယောက်လေသူကအရန်ကိုလည်းရှုပ်ထွေးရာသူပတ်စံတွေကိုအများနဲ့ဖြောင်းတီးနေခဲ့တဲ့အတွက်ကျမအဖေကမစုံးခင်မှာပိုင်ဆိုင်မှုတွေအားလုံးကျမရဲ့နာမည်နဲ့လွှဲပြောင်းပေးအပ်သွားခဲ့တယ်သူကကျမကိုတတ်ပြီးဒါရီအားလုံးကိုလိုချင်နေရာအေးညီမလေးရေအခုဆိုရင်တော့နေလုံးကြုံပါရဲ့အရှင်နင့်ကိုဆောက်ရှောက်ပေးပါစေငါဒီအနီးနားရွှေမှာပဲနေရတခုခုလိုအပ်တယ်ဆိုရင်တော့နင်ငါ့ကိုခေါ်လိုက်နော် ကဲကဲကဲဒါဆိုရင်တော့ငါလည်းသွားတော့မယ်။ငါဒီမှာနွားတွေကျွဲတွေကိုလည်းအိမ်ပြန်ပို့ပေးရအောင်မယ်။နောက်ကျသွားရင်တော့တထင်းကောင်ပတ်စံပေးမှမဟုတ်ဘူး။ဒါနဲ့ပတ်စံဘယ်လောက်ရတာလဲ။တရက်ကို150ပေးမယ်ဆိုပြီးတော့သဘောတူကြတာ။ဒါပေမဲ့တရက်တရားပဲပေးတယ်။မတတ်နိုင်တဲ့ဘွားတွေဆိုတော့လေဒီလောက်ကိုလှောက်ရတာပေါ့။သမီး၃ယောက်ကလည်းရှိသေးတယ်။တို့တို့အတွက်အမြင်ရတဲ့အလုပ်တွေကိုစူးစမ်းလောက်ကင်နေရတယ်။ဒါဆိုရင်တော့အကုန်နောက်နေ့ရောက်ပြီးကျမရှိမှအလုပ်လာလုပ်ပါ။ခမည်းစီမှာကျွန်တော်ကဘာအလုပ်လာလို့ရမှာလဲ။ ဒီမှာထိုင်ကြည့်နေပေါ့ကျမရဲ့ခွင့်ပြုချက်မရှိပဲဒီအိမ်ကိုဘယ်သူမှဝင်မလာနိုင်အောင်ကျမဒီမှာတယောက်တည်းနေရတာအကိုကကျမကိုညီမလေးဆိုပြီးတော့ခေါ်ခဲ့တယ်မဟုတ်လားကျမအကိုထပ်ပေါ်ပြီးဘယ်သူကိုယုံကြည်ရအောင်ပါလဲဒါနဲ့အကိုလာပေးမယ်မဟုတ်လားသူလည်းအရန်ကိုဝမ်းသာပြောရွှင်သွားခဲ့တဲ့အတွက်ပြောလိုက်ပါတယ်ကောင်းပါပြီဒါဆိုရင်တော့ကလေးတွေကိုသွားပြောလိုက်မယ်သူတို့ဘလောက်ဝမ်းသာသွားမလဲဆိုတော့ကိုသိတယ်နောက်ထပ်၄ရက်နေလို့ရှင်တော့အစ်နှစ်ယောက်ကြောင့်ပါလေသူတို့ကလည်းဤတီလုံးချင်တယ်ဆိုပြီးပြောနေကြတယ် သူလည်းအိမ်ကိုပြန်လာပြီးသူ့ရဲ့မိန်းမနဲ့ကလေးတွေကိုဒီကိစ္စလေးပြောပြခဲ့တဲ့အခါမှာအားလုံးဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရဲ့။နောက်နေ့မှာအယ်တာဖ်ကအလုပ်သွားဆင်းခဲ့ပါရဲ့။ကဲအကိုကြီးရောက်လာပြီဆိုရင်တော့ခုံချပြီးထိုင်နေလိုက်တော့နော်။တခုခုလိုအပ်ချက်ရှိတယ်ဆိုရင်တော့ကျမကိုလှမ်းပြီးတော့ပြောပါ။ကဲညီမလေးရေငါတို့ကဘာသာမတူဘူးဒါတော့မှနေရာငါ့ကိုယုံကြည်ပေးခဲ့ရဲ့နော်။အကိုရဲ့လူသားဆံမှုထက်ပိုပြီးကြီးတဲ့ဘာသာတရားကဘာရှိအောင်မလဲ။ဒီနေ့အကိုကြောင့်ပဲကျမအသက်ရှင်နေရလို့ပြောလို့ရတယ်လေ။ အကိုဘလောက်တောင်မှလူသားဆန်လိုက်တလဲဆိုတော့ကိုလည်းကျမတွေးမြင်ခဲ့ရပြီးပြီမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမကောင်းဆိုးရတွေကျမကိုတတ်ပြစ်လိုက်တာကြပြီကျေးဇူးများကြီးတင်ပါတယ်ညီမလေးရေရနေငယ်ကြသွားတော့အယ်တာဖလာပြောလိုက်ပါတယ်ညီမလေးရေမနေ့ပြန်ကြလို့ရှင်တော့ငါတို့8ပွဲတော့ရောက်ပြီငါတို့ကဆင်းရဲတော့တွေဘာမှအများကြီးမလုပ်နိုင်ဘူးဆိုပေမဲ့ငါ့ရဲ့မိန်းမကပြောလိုက်တယ်နင်းကိုအင်ကိုလာလေပါအောင်နဲ့ကောင်းပြီလေအကိုရေဒါဆိုရင်တော့ရောင်းမအောင်ပြောလိုက်ပါကျမကျင်းတေပေါက်လာခဲ့မယ်လို့နော် နောက်နေ့မှာတော့နီလမ်ကလည်း Eldorf ကိုသူရဲ့အင်ကာမိသားစုဝင်တွေပါရေးကြိုက်နဲ့တက်လဲဆိုတော့ကိုမေမြန်ခဲ့ပြီးတဝယ်ပေးခဲ့ပါတယ်။ကဲကဲကဲကြည့်ပါအောင် ကြည့်ပါအောင်ဖဲသူလာလဲဆိုတော့ကိုကြည့်ပါအောင်။ကဲအကိုရဲ့ပွဲတော်လေးပြောရွှင်ပါစေ။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဝင်လာခဲ့လေအင်တဲကိုလာခဲ့။ကဲကဲကဲထိုင်ပါထိုင်ပါထိုင်ပါ။ကျမတို့ရဲ့ဆင်းရဲတဲ့အင်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။အခုလို့ကျမတို့အင်ကိုလာပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။ဟောမဟုတ်တာရောင်မာရင်ဘာဖြစ်လို့အခုလို့ပြောနေရတာလဲအခုလို့တော့လည်းမပြောပါနဲ့။ အကိုကိုကျမကအကိုလိုမျိုးသတ်မှတ်ထားတာဆိုတော့ကျမဒီကိုခဏခဏလာနေအောင်ပါပဲဒီလောက်ထိများတဲ့ချက်ချင်းမေတ္တာတွေကိုတွေ့ကြရတဲ့အခါမှာတော့ကေဆာကိုရိုင်းကလည်းတတော်လေးကိုဝမ်းနေပြီးမျက်ရည်တွေကျလာခဲ့ပါတော့တယ်နီလမ်ကလည်းပြောလိုက်ပါတယ်ဒါနဲ့ရောင်မကိုရိုင်းလောက်ထားတဲ့စမိုင်းတွေပါတယ်ကျမတို့မတိုက်တော့ဘူးလားကလေးတွေကရောဘယ်လိုရောက်နေကြတာလဲသူတို့ကလည်းခေါ်လိုက်အောင်လေကလေးလေးတွေကလည်းရောက်ရှိလာခဲ့ကြပါတယ်နီလမ်ကကလေးတွေအတွက်အယောက်တွေဝယ်လာခဲ့ပေးပါတယ် သူတို့လိုချင်နေတဲ့ငကလေးကိုလည်းလက်ဆောင်အဖြစ်ပေးခဲ့ပြီးမုတ်ချိုတွေကိုလည်းပေးလိုက်ပါတယ်။ကလေးတွေကလည်းရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ကြပါတယ်။ကဲကလေးတို့ရေနင်တို့အတော်ကိုကျေးဇူးတင်စကားပြောလိုက်ပါဦး။ဒီနေ့ငါရီရဲ့စင်ရဲသားအင်္ကာသူ့ကြောင့်လည်းအလောက်အဆင်ပြေလာခဲ့တာ။ရှောင်းမရဲ့ပွဲတော်တွေအကုန်လုံးကတော့အကျိုးကျိုးပါပဲ။ဒီနေ့အစပြီးကျမတို့ပွဲတော်တွေအကုန်လုံးကိုအကျိုးကျိုးဆင်နွှဲကြတာပေါ့။သမေးစားတော့ပြီးသွားတဲ့နောက်မှာနီလမ်အင်ကိုပြန်တော့မယ့်အချိန်မှပဲကေဆာကတော့နီလမ်ကိုမုတ်ဖို့ပေးလိုက်ပါတယ် လီလမ်ကလည်းအာအသင့်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့မိသေးပါရဲ့ဒါဘာလို့တာလဲရောင်မရဲ့ဘာဖြစ်လို့ကျမကိုပတ်စံပေးရတာလဲဘာမှအများကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ဒါလေးကိုယူထားလိုက်နော်ကျမတို့စီမှာတော့ဒါကို ED ပေးတယ်ဆိုပြီးတော့ခေါ်တယ်ကျမတို့စီမှာဘာမှအများကြီးလည်းမရှိဘူးဆိုတော့ဒါကကျမတို့တောင်းစုပေးတယ်ဆိုပြီးတော့ပဲမှတ်ပြီးတော့ယူထားလိုက်ပါလီလမ်ကလည်းပြောင်းရနေခဲ့ပြီးနောက်မှာတော့ဖတ်ထားလိုက်ပါရီပြီးတော့လည်းပြောလိုက်ပါရီရှောင်းမရေဘလို့ဆိုကျမအမားနဲ့တွေ့ရတာအရန်ဝမ်းသာမိရဲ့ ကျမဒီမိသားစုနဲ့တွေ့ရတော့မှမိသားစုရဲ့ချစ်ချင်းမြတ်တာဆိုတာကိုခံစားခဲ့ရတယ်။နောက်ထပ်ကြားလို့ရှင်လည်းကျမလာခဲ့အောင်မယ်နော်။ကျမစာဖို့တော့စမိုင်းတွေကိုလည်းတေချာချက်ပေးထားရမယ်။ဒီလိုနဲ့ဒီလမ်းကလည်းအားလုံးနဲ့နှုတ်ဆက်ပြီးနောက်ပြန်သွားခဲ့ပါရစေ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။